တခါတော့ကအိန္ဒိယမှာရှိတဲ့အမျိုးသားတစ်ယောက်ကတောင်ဆောင်ပေါ်ကနေပြီးတော့မှခုံခုံချတာတာမန်လူတွေခုံချတယ်ဆိုလို့ရှိရင်အဲ့တောင်ဆောင်ပေါ်ကခုံချရင်ခြေတော်ကျိုးရာတို့အသက်အန္တရာယ်ဖြစ်တာတို့ထီအောင်ရှိတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ဘာမှမဖြစ်ဘူးအဲ့တော့ဘာကြောင့်မဖြစ်တာလဲဆိုတော့သူကဒီတောင်ဆောင်ပေါ်ကခုံချခံနေပြီဆိုလို့ရှိရင်သူကအော်ပြီးတော့မှခုံချတယ်ဘလို့အော်ပြီးတော့ခုံချလဲဆိုတော့သူ လေးစားရတဲ့သူကိုးကွယ်ရတဲ့စာဓူးကြီးတယောက်ရဲ့နာမည်ကိုသူကအော်အော်ပြီးတော့မှခုန်ချပါတယ်။ဒီစာဓူးကြီးကသူ့ကိုကယ်မာဖြစ်တဲ့အတွက်ဘာမှမဖြစ်ဘူးဆိုပြီးတော့မှသူကခုန်ခုန်ချပါတယ်။အဲ့တော့ဒီတရေကတဖြည်းဖြည်းနဲ့နာမည်ကြီးသွားတဲ့အခါမှာအဲ့ဒီစာဓူးကြီးရဲ့တပည့်တွေကစာဓူးကြီးကိုစီကိုတွားပြီးတော့မှပြောပါတယ်။စာဓူးကြီးဒီလူတယောက်ကတော့ခမည်းရဲ့နာမည်ကိုအော်အော်ပြီးတော့မှခုံချနေတာဖြစ်တဲ့အတွက် ဘာအန္တရာယ်မှမရှိဘူးအဲ့တော့စာလူကြီးဒီစွန့်အားကြီးတဲ့တကိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့မှဝိုင်းပြီးတော့မှပြောကြတယ်အဲ့တော့အဲ့ဒီစာလူကြီးကလည်းခုနကခုံချနေတဲ့မျိုးသားစီကိုလာပြီးတော့မှတွေ့ပါတယ်တွေ့ပြီးတော့မှသူ့နာမည်ကိုអော်ပြီးတော့ခုံချတဲ့သူကယေຊုတင်တဲ့အကြောင်းပြောပါတယ်ပြီးတော့သူ့နာမည်អော်ပြီးတော့မှခုံချတဲ့သူတောင်တလောက်အန္တရာယ်ကင်းနေတာသူလေအန်နေကင်းရမယ်ဆိုပြီးတော့မှအဲ့ဒီတောင်ဆောင်ပေါ်ကနေပြီးတော့မှသူကိုယ်တိုင်ခုံချလိုက်ပါတယ်သူကိုယ်တိုင်လည်းခုံချလိုက်ရော ဘာဖြစ်မယ်လို့ထင်ပါလဲခုဒီဗီဒီယိုကြည့်နေတဲ့တော်လူငယ်တွေမိတ်ဆွေတွေ yes သူခြေထောက်တွေလက်တွေကျိုးသွားတယ်ဆေးရုံကိုတက်လိုက်ရပါတယ်အဲ့တော့အားလုံးထူးဆန်းနေကြတယ်ဘာကြောင့်မလို့တလို့ဖြစ်တာလဲအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေရောဘလို့မြင်ပါလဲအဲ့ဒီအမျိုးသားကဘာကြောင့်မလို့အန္တရာယ်ကင်းတာလဲဆိုတော့သူ့ရဲ့ယုံကြည်မှုနော်ဒီစာတို့ကြီးအပေါ်မှာထားတဲ့ယုံကြည်မှုအဲ့တော့ဒီစာတို့ကြီးရဲ့နာမည်ကိုအော်ခေါ်ပြီးခုံချလိုက်ရင် သူဘာမှမဖြစ်ဘူးဆိုတော့ယုံကြည်ထားတာ believe ပဲအဲ့တော့ကျွန်တော်တို့လည်းဒီထက်နေပြီးတော့မှဘာယူလို့ရလဲဆိုတော့ကိုကိုကိုယုံကြည်မှု believe တွေတည်ဆောက်လို့ရတယ်အဲ့တော့ဘာ believe တွေလဲဆိုတော့ကျွန်တော်တို့ empowering belief လို့ခေါ်တယ်ကိုကိုကိုစွမ်းရည်တွေမြင့်တင်စေမဲ့ belief တွေယုံကြည်မှုတွေတည်ဆောက်ထားလို့ရတယ်အဲ့တော့ဘယ်မှာတည်ဆောက်အောင်မလဲဆိုတော့ကျွန်တော်တို့ရဲ့ unconscious mind ကိုခေါ်တဲ့မသိစိတ်ထဲမှာတည်ဆောက်ထားလို့ရတယ် ကျွန်တော်ကြုံတွေ့ဘူးတဲ့တချို့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်သူတို့အခုချမ်းသာကျော်ဝမှုတွေရနေကြတယ်။နောက်အောင်မြင်မှုတွေရနေကြတယ်။တကယ်တမ်းပြောရလို့ရှိရင်သူတို့နဲ့တခြားသူတွေနဲ့ကွာတဲ့အကြောင်းချက်တွေအများကြီးမရှိဘူး။ပြီးတော့သူတို့ရဲ့နောက်ကျောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအခုဒီနေရာကိုရောက်ဖို့အတွက်အခုလိုဘဝမျိုးရဖို့အတွက်ဘလို့မှကိုမဖြစ်နိုင်တဲ့အနေသားမလွယ်ဘူး။ဒါပေမဲ့ခုနကပြောတဲ့ believe သူတို့ဖြစ်ကိုဖြစ်ရမယ်သူတို့တနေရာရာရောက်ခုရောက်ရမယ်ဆိုတော့ ယုံကြည်မှုတွေကြောင့်မလို့ကြီးပွားတိုးတက်ချမ်းသာလာကြတာအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါဝေလုံးကမယုံမဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒီမတိစိတ်ရဲ့ belief ကိုကျွန်တော်ကိုယ်တိုင်အခုအသုံးချတဲ့အခါမှာအများကြီးပြောင်းလဲနေဖြစ်လာတယ်အဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့မသိစိတ်တွေကယုံကြည်မှုတွေကိုခိုင်မာခြင်းနဲ့ပြောင်းလဲခြင်းနဲ့အောင်မြင်မှုတို့သွားခြင်းနဲ့ဆိုလို့ရှိရင်တော့နီးလန်းနေကျွန်တော်ချပြနေတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါတော့ unlock your limit တင်တယ်အဲ့တော့အဲ့ unlock your limit တင်တဲ့နေ့မှာကိုယ့်ရဲ့မသိစိတ်ကိုဘလို့အကောင်းဆုံး train ရမယ် empowering belief တွေကိုဘလို့ဖန်တီးရမှာဆိုတော့ကျွန်တော်သင်ပေးတယ်။ဒါမှကျွန်တော်လည်း16ရက်နေ့အာဇာနည်နေ့မှာကျွန်တော်မနေ့9နာရီနေ့ပြီးတော့မှညနေ6နာရီထိအောင်ကျွန်တော်ကျွန်တော်ကိုယ်တိုင်သင်ကြမယ့်သင်တန်းကိုလာပြီးတော့မှ join မယ်ဆိုတော့အဲ့ဒါကိုအကုန်လုံးသိလိမ့်မယ်။အဲ့ဒီပညာနဲ့အကုန်လုံးရလိမ့်မယ်။အဲ့ဒီတန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ U Y L ရိုက်ပေးပါ။ဒါဒီကျွန်တော်တို့ batch 2ပါ batch 1တော့လူပေါင်း1300ကိုကျွန်တော်တို့ပြောင်းလဲပေးခဲ့ပြီးပြီ။ဒီအချိန်မှာလည်းလူ ထောင်ချီပြီးတော့မှကျွန်တော်တို့ join ပါလိမ့်မယ်ကိုလေးအဲ့ဒီထောင်ချီတဲ့လူတွေကြားထဲမှာပါဖို့အတွက် comment မှာမဖြစ်မနေရိုက်ပြပါကျေးဇူးများတင်ပါတယ်